ကြန့်ခိုင်ရေးကပြောရင်တော့ဗိုလ်ချုပ်တွေပေါ့နော်ဗိုလ်ချုပ်တွေကလာချိတ်တယ်ချိတ်ပြီးတော့တပ်ဖွဲ့ဝင်တယောက်ကိုမိုးဖို့ငါးတော်ဝင်တက်တောင်းနေပေးတယ်ဆန်နေပေးတယ်စီနေပေးတယ်သူ့ကိုမဲတယ်ဘူးအဲ့ဒါချုပ်ခဲ့ရတယ်နော်ဒါဒီ2020မှာကျွန်တော်တို့တပ်ဖွဲ့ဝင်တွေကိုဆွဲသဘောကဒီအဲ့ချိန်မှာအန်ဒီအစိုးရလေသူတို့သူတို့အာဏာရထားတဲ့အစိုးရဒါပေမဲ့အဲ့ဒါကိုအန်ဒီကိုပေးရမယ်ဆိုပြီးတော့လာပြီးတော့ဖြီးအားပေးတာမျိုးမရှိဘူး ပထမဆုံးမိကုန်းအနေနဲ့ဆိုဆရာတို့ဒီရေတက်ဖွဲ့မှာတာဝန်ထမ်းဆောင်ခဲ့စဉ်အချိန်တုန်းကပေါ့နော်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးတွေလှုပ်ဆောင်ခဲ့ရရှိလဲကြုံတွေ့ခဲ့ရလဲဘယ်လိုမေးထည့်ခဲ့ရတဲ့အပိုင်းတွေရှိလဲပေါ့နော်အော်ဟုတ်ကဲ့ပါဟောကျွန်တော်ကျွန်တော်ရဲ့လုံတဲ့အရာဆိုရင်ကျွန်တော်ကဒီယူကောက်ပွဲပေါ့နော်သုံးခုသလုံးကိုမှုတယ်လို့ပြောလို့ရတာပေါ့ဆိုတော့အဲ့တော့ကျွန်တော်တို့2010မင်း ရွေးကောက်ပွဲမှာတော့ကျွန်တော်ဆိုလာမကွေးတိုင်းထဲမှာတာဝန်ကျတယ်ပေါ့နော်အဲ့အချိန်မှာတော့ကျွန်တော်ကဒီရုံနယ်ရင်းပုံစံမျိုးနဲ့ကျွန်တော်တာဝန်ကျတော့ကျတော့ကျွန်တော်တို့ဒီရွေးကောက်ပွဲဒီမဲထဲတဲ့ရက်တွေမှာဆိုရင်ကျွန်တော်ကဒီမဲပုံးနေပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်တင်ယူပူကန်နာတွေပါကျွန်တော်တာဝန်ကျတယ်အဲ့တော့ကျွန်တော်နေတဲ့နေရာကတော့ကျွန်တော်ကမြို့နဲ့တိတ်တော့မဝေးဘူးဒါပေမဲ့ကျွန်တော်တာဝန်ယူရတဲ့တချို့နေရင်းနဲ့တာဝန်ယူရတဲ့အပိုင်းမှာကျတော့ကျွန်တော်ကဒီတောတောင်တွေတဲကိုရောက်တဲ့အနေအထားရှိတယ်ပေါ့နော်ဆိုတော့အဲ့တော့သွားလာတာခက်တယ်အဲ့တော့အဲ့ဒီအချိန်မှာကျွန်တော်က ဘာကြုံရလဲဆိုတော့ဒီမဲတွေစပြီးတော့ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေကကျူတင်မဲတွေကိုအရင်ဆုံးယူရတယ်ဗောနအဲ့ဒီပိုင်းကစပြီးတော့ကျွန်တော်ကျွန်တော်တို့ရဲ့တွေ့ကြုံတွေ့ကြရပါမယ်အဲ့တော့အဲ့တုန်းကဆိုရင်ကျွန်တော်တို့ကဟိုမဲထဲတဲ့ခါမှာဒါဆရာတို့ဆိုပြီးပူတည်တာဗောဆိုတော့ကျွန်တော်တို့မတစ်မနေကြက်ခိုင်ဖို့ပဲကျွန်တော်တို့ထည့်ရတယ်ဗျာဒါပွင့်နေရတာထည့်တဲ့နေရာမှာလာပြီးတော့လက်ဆွဲပြီးတော့မထည့်အောင်တက်မယ်ပဲဆိုရယ်ဆိုဗောကဒီမဲ ဒီရွေးကောက်ပွဲမတိုင်ခင်တည်းကကျွန်တော်တို့ကိုစီယုံမှုတွေဆိုတော့ပြောဆိုမှုတွေနောက်ဆုံးဘလောက်ထိတာဝန်ပေးလဲဆိုရင်ကျွန်တော်တို့ကို အောက်ခြေကိုယ့်ရဲ့အောက်ခြေမှာရှိတဲ့သူတွေကိုဒီဟာတွေပေးဖို့အတွက်အနေထားကိုပါတာဝန်ယူရတဲ့အပိုင်းတွေပေါ့နော်ဆိုတော့ဒီလိုပုံစံမျိုးတွေကျွန်တော်တို့ဖိအားပေးရတယ်ရှိတယ်ဆိုတဲ့ဘောကအဲ့ဒါပုံစံမျိုးတွေကျွန်တော်တို့ဆိုတော့မဲထည့်ပေးရတယ်ပေါ့နော်ဆိုတော့ဒါကကျွန်တော်တို့မဲထည့်တဲ့အပိုင်းပေါ့နော်ဆိုတော့ကြိုတင်မဲတွေပေးတဲ့အပိုင်းဆိုတော့နော်အဲ့ဒီအရင်လားဆိုတော့မဟုတ်ဘူးကိုယ့်ရဲ့သက်ဆိုင်ရာနေနေတွင်းမှာရှိတဲ့ကြီးစုကိုလည်းကိုကဒီဟာကိုထည့်ဖို့အတွက်ကို ဆိုတဲ့ဘောကဂျုံဂျုံတယ်လို့ပေါ့ကျွန်တော်တို့နှိုးစော်ဟိုဘယ်လိုခေါ်မလဲဆွဲရတဲ့ပုံစံမျိုးတွေပေါ့เนาะဆိုတော့ဒါကြီးဂျုံရရတယ်ပေါ့เนาะဆိုတော့အဲအဲ့ဒီရွေးကောက်ပွဲနေ့ပေါ့ကျွန်တော်ကျွန်တော်မဲထဲတဲ့နေ့မှာဆိုရင်ကျွန်တော်သက်ဆိုင်ရာနေရာတွေမှာကျွန်တော်တာဝန်ကြရတယ်ပုံမှန်ကတော့ကျွန်တော်တို့ကတော့ပြောမှဆိုရင်ဒီမဲယုံနေလို့တော့မဝင်ရဘူးကျွန်တော်တို့တာဝန်ယူရတယ်ဆိုတော့ကျွန်တော်ကဒီမဲယုံ နေလုံခြုံရေးတွေယူရတယ်ပြီးသူတို့မဲတွေပါစစ်ပြီးပြီဆိုရင်ကျွန်တော်ကအဲ့ဒီဟာတွေကိုသက်ဆိုင်ရာညို့နယ်ကော်မရှင်တို့ရုံးကိုကျွန်တော်ကပို့ရတယ်ပေါ့နော်ဆိုတော့အဲ့မှာပြန်ပြီးတော့သူတို့ကဒီရရှိတဲ့ဟာတွေကို reset တွေကိုဟိုဆိုဟိုကလုပ်ဖို့အတွက်အဲ့တော့အဲ့မှာကျွန်တော်မဲစောစောစီပဲပြီးရပေါ့ပြီးတော့ကျတော့ကျွန်တော်တို့အဲ့ဒီမဲဟိုဟာတွေကိုမဲဘုံတွေကိုကျွန်တော်တို့သူတို့သက်ဆိုင်ရာဒီကော်မရှင်အဖွဲ့ရောဟိုဟာတွေနဲ့မဲရုံမှုတွေပါတယ်နဲ့ကျွန်တော်တို့တည်တယ်ပို့တယ်အဲ့တော့ အဲအဲ့ဒီမှာလည်းကျွန်တော်ကပြောမယ်ဆိုရင်တို့ဒီအတွင်းထဲက result အနေထားတွေကတို့တခါတည်း track ပြီးသားတွေပေါ့အဲ့မှာဘာကြုံတွေ့ရလဲဆိုတော့ကျွန်တော်တို့ကပြီးတဲ့အဖွဲဖြစ်တဲ့အတွက်ကျွန်တော်ကဒီမြို့နယ်ကိုရောက်တဲ့အခါမှာကျွန်တော်တို့ကကျန်တဲ့လိုအပ်တဲ့ဟာတွေကိုဆက်ပြီးတော့လုပ်ပေးရတာပေါ့နော်အဲ့တော့ဘလိုဟာမျိုးတွေမှာကျွန်တော်ကလုပ်ပေးရလဲဆိုတော့ထွေအုံးမှာကျွတင်မဲကျွန်တော်အရင်တော့ဆိုရင်ကျွန်တော်ကဒီကျွတင်မဲလက်မှတ်တွေကိုထွေအုံးမှာထားတယ်ဆိုတဲ့တော့အခုကျွန်တော်တို့အဲဒါတော့နောက်ပိုင်းအနေထားတစ်မျိုးပေါ့နော်အဲ့တော့ထွေအုံးမှာထားတယ်အဲ့တော့အဲ့ကျွတင်မဲဟာတွေကိုသက်ဆိုင်ရာဒီဟိုဟာတွေကိုကျွန်တော်ယူပေးရတာရှိစစ်တဲ့ဟာတွေရောအဲ့တော့ အဲ့ဒီမှာလည်းပြောမယ်ဆိုရင်တခါတည်းယူလို့ရတဲ့ဘုံတွေကိုဥမာပေါ်တည်းလင်းကားဘုံရှိတယ်ဆိုရင်တခါတည်းယူဖို့အဲ့လိုမျိုးပုံစံမျိုးမဟုတ်ဘူးသူတို့တနားလောက်ချလိုက်တခါတော့ယူခိုင်းလိုက်ဆိုတဲ့သဘောဒီလိုမျိုးပေါ့ပြောမယ်ဆိုရင်ဒီည9နာရီတောက်ထီကိုယူနေရတော့ဆိုတဲ့ဘောကအိုးသူတို့ဒီပေါ်မှာဘယ်လိုလုပ်ရလဲဆိုတော့ကိုကတော့ဒါတော့မသိဘူးပေါ့ဒါပေမဲ့ဆိုပြောချင်တာကကြတော့ဒီမဲဘုံတွေကိုကျွတင်မဲဘုံတွေကိုတခါတည်းသက်ဆိုင်တဲ့နေရာမှာမဲကြီးဖို့အတွက်ကိုယူဖို့ဟာတခါတည်းမယူဘဲနဲ့ခဏခဏ ဟိုညောမဆိုလူမယူသလိုပုံစံမျိုးဖြစ်နေပါဗောဒါတစ်ပိုင်းနောက်တစ်ပိုင်းကျတော့ဗာလဲဆိုတော့ကျွန်တော်တို့သို့တော့ပြောတယ်ကျွန်တော်တို့အပိုင်မှာနေရာတွေမှာတချို့နေရာတွားလိုက်ခက်ခဲတယ်ခက်ခဲတဲ့အခါမှာကျတော့နေရာတစ်ခုကြံနေတာဗောနော်ကြံနေတဲ့အခါမှာဒီဘက်မှာကမဲစင်းရတော့ပြီးနေပြီဟိုကလမ်းမှာပဲရှိသေးတယ်ဒါပေမဲ့ result ကထပ်ပြီးသလိုပုံစံမျိုးဖြစ်နေတာဗောနော်ဆိုတော့ဒီလိုဟာမျိုးတွေဒါကျွန်တော်2000ဆိုတော့2010မှာကြုံရတာဗောနော်ဆိုတော့အဲ့တော့ နောက်ကျွန်တော်တို့2015မှာကျတော့အဲ့လောက်တိတ်ပြီးတော့မသိတာဘူးဘောနော်ဆိုတော့ဘာလို့အဲ့ချိန်မှာကျွန်တော်တို့ကဆိုရဆိုဘောကကျွန်တော်တို့တာဝန်အနေထားနေရအဲ့ဒီဘက်အပိုင်ကိုတိတ်ပြီးတော့မယူရတဲ့အပိုင်မှာဖြစ်တော့ကျတော့ဒီပုံမှန်တိုင်းပဲကိုဘောကိုဆိုရဆိုတရားမှာတော့2015မှာတော့တိတ်မသိတာဘူးအကျွန်တော်အခုဒီအခုပေါ့အနာမသိရင်2020မှာကျတော့ကျွန်တော်ရန်ကုန်မှာတာဝန်ကြရတယ်ကျွန်တော်တာဝန်ယူထားတဲ့အပိုင်ကလည်းရုံးစည်းအပိုင်ဆိုတော့ကျတော့ဒီရွေးကောက်ပွဲမတိုင်ခင် ကာလာရကျွန်တော်၃လလောက်တည်းကျွန်တော်လုပ်လေလုပ်ရတာပေါ့နော်ပြောမယ်ဆိုရင်ကျွန်တော်တို့ဒီရွေးကောက်ပွဲမေယုံနေမှာဆောင်းဆောင်းရမယ်ကျွန်တော်တို့ရဲပေါ်မေမေယုံဆောင်းဆိုလို့ပေါ့ရတားဟွာတွေကိုကျွန်တော်တို့ သင်တန်းပေးတာတွေပါလေလိုရတယ်အဲ့မှာဘာရှိလဲဆိုကျွန်တော်ကျူတင်မဲတွေကောက်ရတယ်ပေါ့နော်ဆိုတော့တချို့ကကျူတင်မဲကောက်ရတဲ့အကြောင်းရင်းကခီးသွားမှာမလို့ဆိုတဲ့ဘောဥမာကျမကြီးမကောင်းလို့ဆိုတဲ့ဘောကဒီလူကန္တာလေးမှာကျွန်တော်ကျူတင်မဲကောက်ရတယ်အဲ့တော့ကျူတင်မဲကောက်ပြီဆိုရင်ဘယ်လိုလာလဲဆိုတော့ကျွန်တော်ကကျူတင်မဲကောက်တဲ့နေရာကိုတော့ကိုယ်တိုင်လည်းဆရာမလို့ဘူးဂျဲလိုက်ဆရာမဒါပေမဲ့ကျွန်တော်ကအဲ့ဒီတဲ့ကိုကျွန်တော်ကရုံးမှနေတာဖြစ်တဲ့အတွက်ဒီရက်ွက်ကပြီးတော့ဒီနေ့ကျူတင်မဲဘသူဘသူတွေနဲ့တွားပြီးတော့ဒီရက်ွက်ကိုကောက်မယ်ဆိုတာကိုကျွန်တော်တို့ကိုသိပေးရတယ်အဲ့ဒါကိုကျွန်တော်ကသက်ဆိုင်ရာအပေါ်တွေကိုတင်ပို့ရတယ်ပေါ့နော်ပြီးပြီဆိုရင် ဒီရက်ွက်မှာဘနက်ဦးကြိုတင်မဲပေးလိုက်တယ်ပေးတဲ့ result ကိုတော့ကျွန်တော်သိကြရမလို့သူကကြိုတင်မဲဟိုဟာဆိုတဲ့သဘောကဟိုဆန်ဆန်နာရှင်ရဲ့သဘောတိုင်းမဲ့သူကလောက်ကြတာဖြစ်တဲ့အတွက်တော့ဆိုတော့အဲ့တော့ဟိုပြောချင်တာကဘာလဲဆိုတော့ကြိုတင်မဲမှာလေဘနက်ဦးကြိုတင်မဲပေးခဲ့တယ်သူက result ကတော့တနည်းဦးနောက်တစ်ခုကသူကပယ်မဲထင်ချင်မထင်ချင်တနည်းဦးပေါ့ဆိုလိုချင်တာကကြိုတင်မဲဘနက်ဦးပေးတဲ့ဘာလဲဆိုတော့ကျွန်တော်ကနေ့စဉ်ဒေးလီနဲ့ကျွန်တော်ကတင်ရအဲ့အတွက် ဆွေသဘောကကြိုတင်မဲမှာပေးခြင်းမပေးခြင်းဆွေသဘောဟာကျွန်တော်တို့ကွဲလွဲစရာအကြောင်းမရှိဘူးပေါ့နော်ဒါကြောင့်ဒါမျိုးနယ်တိုင်းဒီတိုင်းပဲဆွေသဘောပြောမှဆိုရင်ကျွန်တော်ကနောက်တစ်ခါကျကျွန်တော်ဟိုပါတော့ဒီမေယုံဒီရွက်ောက်ပွဲနေ့ရောက်တယ်ပေါ့နော်ရောက်တဲ့ခါမှကျတော့ဒီတိုင်းပဲကျွန်တော်ကသက်ဆိုင်ရာကျွန်တော်တို့ရဲ့ဒီအတွင်းထဲမှာသူ့အတော်ဝင်ယူတဲ့ရသားရေဟိုပါတော့ဆိုတာတက္ကနာကျွန်တော်အပြင်မှာကျတော့ကျွန်တော်ရေတက်ဖို့ရအဲ့ဒီလူတွေကကျွန်တော်တို့ကိုတနားရင်တစ်ချိန်တည်င်းပို့ရတယ်ဆိုလိုချင်တာကလူဗနဲ့ဦးလောက် ဝင်ပြီးတော့ပေးပြီးသူကပေးခြင်းမပေးညာသူပိုင်းမဲယုံတွေကိုဝင်ခြင်းမဝင်ခြင်းကိုစောင့်ကြည့်ပြရတာပေါ့နော်ဆိုတော့ပြောမဆိုရင်တော့သူတို့ဥပဒေနဲ့ညီတိုင်းညီတာတွေကိုကျွန်တော်ပြောချင်တာမဟုတ်ဘူးဒါပေမဲ့ဒီအဟာတွေကိုကျွန်တော်ကနိုင်မပြတ်ကျွန်တော်ကယူနေရတယ်ဆိုတာကိုပြောချင်တာဆိုတဲ့သဘောကအဲ့တော့အဲ့အတွက်သူ့ရဲ့ဒီ spirit ဟာတွေကကွာဟာကျဲရှိကြမှာနောက်တစ်ခုက reset ထွက်တယ်ဒီမဲယုံဒီ greek ဟိုသူ့ရဲ့အချိန်ပြီးသွားပြီဆိုရင်ကျွန်တော်ကဝင်ခွင့် သူကမဲယုံပရဝိုက်အတွင်းကိုရောက်ရှိနေရင်သာမဲပေးခွင့်ရှိပြီးတော့အပြင်မှာဆိုရင်ပေးလို့ရအဲ့ချိန်မှာဆိုသူကကတ်တောက်တစ်ခါလေးလှုပ်လိုက်ရတော့လာဟိုဘက်ကပြီးတော့မဲယုံမှုရပြီးတော့ပိတ်သွားပြီဆိုရင်ကျွန်တော်တို့ဒီဘက်ဂျုံဂျူကြီးအဖွဲတွေကအပြင်ဘက်မှာပေါ့နော်ဆိုတော့ထပ်ပြီးတော့မဝင်အောင်နေဆိုတော့ပေါ့အနောက်ရှက်မပြေးအောင်နေလိုရတာပေါ့ဆိုတော့အဲ့အတွက်ပြီးပြီဆိုတော့အဲ့ result တွေထွက်တယ် result တွေထွက်တဲ့အခါမှာလဲဆိုတော့ပေါ့ကျွန်တော်တို့တက်ဆိုင်ရာဒီကိုယ်စလေလောင်းနေရှေ့မှာပဲဒါလှုပ်ကြရတာဒီစားအဲ့ result တွေထွက်တယ် အဲ့ဒီဟာတွေကိုလည်းကျွန်တော်ချက်ချင်းပဲဒီယုံကမဲယုံကပြီးတော့ reset ဘယ်လိုထွက်လဲဘယ်ဟာကဥမာဆိုတော့အန်ဒီကဘယ်နဲ့မဲဘသူကဘယ်နဲ့မဲပယ်မဲကဘယ်နဲ့မဲဆိုတော့ကျွန်တော်တန်းပြီးတော့ listen ကိုတန်းပြီးတော့ယူပြီးသားဆိုရတော့ပြီးနောက်တခြားရက်ွက်ဆိုတော့မဲယုံပေါ့နော်အဲ့လိုပုံစံနဲ့မြို့နယ်နေလို့အဲ့လိုပုံစံမျိုးလုပ်ရတယ်အဲ့တော့အဲ့လိုဖြစ်တဲ့အတွက်ဒီမှာပေးတဲ့ဟာတွေကပြောမယ်ဆိုရင်လုံးဝ လွယ်မှာသူပေါ့သူဆိုတဲ့ဘောကလူရေဘလောက်ရှိလို့ဘာတွေကိုဆိုလို့ကျင်တာမဟုတ်ဘူးမဲယုံမှာလာပြီးတော့ပေးတဲ့ဟာနဲ့ဆိုတဲ့ဘောကဒီဟွာနဲ့ကတော့သူကကိုက်ညီနေပြီးသားပဲလေဆိုတဲ့ဘောကသူကသူပယ်မဲရှိမယ်တရားကိုပေးတဲ့ဟာရှိမယ်ဒီနှစ်ခုကောက်ပြီးတော့ကိုက်ညီတယ်ဆိုတဲ့ဘောကအဲ့တော့အဒါတစ်ပိုင်းပေါ့အဲ့တော့နောက်တစ်ခုကကျတော့ဘာလဲဆိုတော့အဲ့ဒီ2000ဆန်အနစဲမှာပေါ့နော်ကျွန်တော်တို့ဒီဟာမှာကနိုင်ငံတကာလို့ခေါ်တဲ့ဆွေသဘောကဥမာစိတ်ဝင်စားတဲ့ဟိုဒီကျွန်တော်တို့ဟိုဟာတွေကိုပါသူကလာရောက်လ ీల ခွင့်ပေးထားတယ် သတင်းမီဒီယာတွေကအဆပါတော့ဒီလိုပုံစံမျိုးနဲ့ပုံလင်းနေတာကိုလုပ်တယ်အဲ့ဒါကိုကျွန်တော်တို့ကိုယ်တိုင်လည်းကိုကရုံးရပြီးလိုရတာကြည့်တဲ့အတွက်ဒီရွေးကောက်ပွဲမှာစစ်အာဏာရှင်ကဒီလုတ်တဲ့အဟာကဟိုသူအာဏာသိမ်းတဲ့၆ချက်နေရဘလို့မှရွေးကောက်ပွဲကိစ္စအားနဲ့ဆိုတော့ကျွန်တော်တို့ဘလို့မှမမဘုံနော်အဲ့တော့ကျွန်တော်တို့ကြောင့်ပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ဒီရွေးကောက်ပွဲကိုတုံးမှုကြုံတယ်အဲ့တော့တခုကတော့ကျွန်တော်တို့အာနာရှင် စစ်စစ်စစ်အုပ်ချုပ်မှုအောက်မှာစတဲ့ယူကောက်ပွဲဂျုံရဲ့ဟာပေါ့နော်အဲ့မှာဆိုရဲဆိုတချို့လွယ်မှားမှုတွေအဲအလဲမှာတော့ကျွန်တော်တိတ်ပြီးတော့မသိတာဘူးပေါ့နော်ဆိုတော့အဲ့တော့စူဂျင်ကောင်းကြီးကိုကျွန်တော်မပြောတော့ဘူးဆိုတော့ဒါပေမဲ့ဒီ2020ယူကောက်ပွဲမှာကျတာဒါတိတာမြင်တာတဲ့ကိုယ်တိုင်လည်းစတဲ့ဝုန်းဝင်လုတ်ခဲ့တဲ့ဟာဖြစ်တဲ့အတွက်ဒီယူကောက်ပွဲနဲ့ပတ်သက်တာကျွန်တော်ရဲ့အတွေ့အကြုံလေးတွေပေါ့နော်ဆိုရဲသဘောဟုတ်ဟုတ်ချက်အနည်းနဲ့ရောဆရာဆိုလဲဒါတက်ဖွဲ့ဝင်အနေနဲ့အကြ ాయి နေခဲ့ရတာရှိရေပေါ့နော်အဲ့တော့ယူကောက်ပွဲမှာဆရာတို့ ဘလူတွေမပြီးခဲ့ရရှိလဲဘလူတွေကြုံတွေ့ခဲ့ရတာတွေရှိလဲပေါ့နော်အင်းကျွန်တော်တို့ကပူစောတော့ရှိမိနောက်မိပေါ့အကုန်လုံးမိတာပေါ့နော်အဲ့ဒီမှာဒီဆရာပြောတာတွေတော်တော်များပါပြီးတော့ဆရာပြောတာမပါတာတွေပဲပြီးတော့ပြောကျွန်တော်တို့အခုဆိုလို့ရှိရင်မဲနီးပြီဆိုလို့ရှိရင်ဗာဒီဒီမဲဟွာဘွဲနေလို့ရှိရင်ထူးတစ်ပြင်းတော့ကျွန်တော်တို့ channel အဖွဲ့တွေက NLD အဖွဲ့တွေကပေါ့နော်ဒီအခြားအဖွဲ့တွေကဘာမှကျွန်တော်တို့ဒီ ကျွန်တော်တို့ရဲတပ်ဖွဲ့နဲ့လာမချိတ်ဘူးသို့တော့ကျွန်တော်တို့ဟွာဘော့ဒီကြန့်ခိုင်ရေးကပြောရင်တော့ဗိုလ်ချုပ်တွေပေါ့နော်ဗိုလ်ချုပ်တွေကလာချိတ်တယ်ချိတ်ပြီးတော့တပ်ဖွဲ့ဝင်တယောက်ကိုမိုးဘုံ9000တတောင်းနေပေးတယ်ဆန်နေပေးတယ်စီနေပေးတယ်သူ့ကိုမဲထဲဘူးတော့ဒါချုပ်ခဲ့ရတယ်နော်ဒါတွေ့တာသို့တော့လည်းအချိန်တိုင်းတပ်ဖွဲ့ဝင်ရောဘာဘာဘူပေါ့ကြောက်လန့်ပြီးတော့ဟွာဘော့ဒီမျိုးစကားမဒီနေ့ချိကျတဲ့လူကလည်းဒီမဲဒီမဲထဲ့ဆိုတဲ့အတွက် မဖြစ်မတည်တော့ထည့်လိုက်ရတာပဲเนาะဒါပေမဲ့ကိုတခါကျရင်ကိုယ့်အကူတချို့တွေဆိုလို့ဆိုလို့ရှိရင်ပေါ့เนาะကိုကိုတည်းကကိုကတနေရာရောက်နေဒါပေမဲ့ဒီမှာမဲအထည့်ပြအဲ့ဒါလဲသူကသူဒီခုနစကမ်းမှုကအပြည့်ပြည့်ပြတောင်ဝင်ရှိတဲ့လူကပဲကိုကကိုချစ်ချစ်ပြီးတော့ထည့်လိုက်တာပဲမှန်တော့သူကဒီမှာမရှိဘူးတခြားတနေရာရောက်နေအဲ့မဲအဲ့အဲ့လိုမျိုးတွေပေါ့เนาะဒါလွတ်ခဲ့တာရှိတယ်ပေါ့เนาะခုနလိုပေါ့သူတို့မဲဟိုဟာပေါ့နိုင်ဖို့အတွက်ကိုလည်းနီလန်းပေါင်းစုံတွေတုံးခဲ့တယ်အဲ့လိုကအဲ့အချိန်ထိတော့ကျွန်တော်တို့ကျွန်တော်တို့ကြုံခဲ့တဲ့နေရာ LED ကအဲ့လိုဆွဲထားရဲခဲ့နေတယ်မတွေ့ဘူး အဲ့2020မှာကြတော့ကျွန်တော်တော်တော်လေးကိုဒီပေါ့အရေးပါတဲ့နေရာလေးတွေမှာလည်းကျွန်တော်တောင်းဝဲကြအဲ့ဒီမှာဆိုကျွန်တော်တို့ကလိုက်ပြီးဆက်ရတယ်နောက်တခါအဲ့ဒီမဲတွေထားတဲ့ဘာလို့ဒီအဲ့ဒီကမတိုင်ခင်တည်းကျွန်တော်တို့ဆိုချစ်ဒီမှာစက်စက်ခန်းကတော်ရဲတက်ဖွဲ့ဝင်နေအင်အားတွေကလောကကုန်သွားတယ်ဆိုတော့ကျွန်တော်ရဆိုတာအဲ့ဒီဟာပေါ့ဒီမဲလက်မှတ်တွေပို့ထားတဲ့နေရာအစလုံခြုံရေးတွေအကုန်လုံးချတယ် ကုန်လုံးကုန်ချဒါတွေရတယ်တခုမှားပြင်းလို့မရှိဘူးဒီလိုမှားပြင်းမှုဒီမဖြစ်ခင်မှာကျွန်တော်ကြုံကြုံပါဘောကျွန်တော်ကြုံခဲ့တာလေးတွေဖြစ်တာပေါ့ဒါကျွန်တော်နေပြီမှာလက်ပြဘုံအာဘောတခါကြရင်ဒီဘောရွေးကောက်ပွဲကိုထိတ်တလန့်ဖြစ်အောင်ဆိုပြီးတော့ငကိုတွေကဖန်တီးကျင်နေတဲ့ဟွာဘောနည်းနည်းလေးအနေထားမျိုးတွေရှိတယ်အဲ့ဒါမျိုးတွေကဘာတွေကျွန်တော်နှစ်ခုတွေ့ခဲ့တယ်တခုကဘာလဲဆိုတော့ကျွန်တော်တို့လက်ပြဘုံအမှတ်တမဲ့ကြည့်လိုက်လို့ချင်းဝေးရလမ်းကြီးလက်ပြဘုံလို့ထင်ရကျွန်တော်နေဒါပေမဲ့ အဲ့လိုလည်းကျွန်တော်လက်ပြဘောလက်ပြဒီအရာဘယ်နားမှာလဲဆိုကျွန်တော်တို့ဝင်ကြီးကျွန်တော်တို့ဟောဝင်ကြီးအိမ်ယာပေါ့နော်ကျွန်တော်မန္တလေးဝင်ကြီးအိမ်ယာအနီးနားလက်ပြဘုံလို့ထင်ရတဲ့အရာချထားတယ်။နောက်ပေါ်ကျွန်တော်စစ်စစ်တဲ့အခါကျတော့မဟုတ်ဘူး။အဲ့ဒါကကျွန်တော်တို့ဒီလက်ပြဘုံနဲ့တူတဲ့ဒါကျွန်တော်တို့ဟောပါပေါ့နော်။ဟိုပြောရရင်တော့အယုတ်ပေါ့ဗျာ။အယုတ်လို့ပါကျွန်တော်တို့မိကျစ်လို့ဟာမျိုးဖြစ်နေတယ်။ဒါကအထိတ်တန်ဖြစ်တယ်။နောက်တစ်ချက်ကျွန်တော်တို့ကြုံခဲ့ရတာဒီတစ်ချက်ကမမအတွေ့လဲဆိုတော့ကျွန်တော်ဒီအဲဒီအသေးအသေးသေးမှာ ဒီတိတိမှာ तू ကဘာလေးတွေလှုပ်ထားလဲဆိုတော့ကျွန်တော်တို့လွှဆာမှုရရဲ့ဒက်စီပလင်းရဲ့ဈေးကိုမီးရှို့ဖို့တော့တော့အဲ့မှာတော့ကျွန်တော်တို့ဘာဝိကျွန်တော်တို့ကောင်ကတော့နားမလဲဝိကျော်စမ်းမှာလှုပ်တယ်ကျွန်တော်တို့ဘာလဲကျွန်တော်တို့တိုက်ပါတိုက်ပါအတိုင်ပါလေးနေသူကချက်ချက်နန်းနာအဲ့ဒါလေးကိုဖန်တီးပြီးတော့ဒီဈေးကိုမီးရှို့ဖို့ဒီလိုမျိုးတွေမျိုးတွေအဖြစ်ကမှလည်းဖန်တီးခဲ့တယ်ပေါ့နော်အဲ့ဒီအတွက်အဖြစ်ကမှကျွန်တော်တို့လုံခြုံရေးကိုကျွန်တော်တို့အရေးကြီးတဲ့နေရာဆိုတဲ့အတွက်တော့ကိုကျွန်တော်တို့အလုပ်လုပ်ရတယ် အဲ့တဖက်မှာလုံးလို့ရတယ်တဖက်မှာလည်းကျွန်တော်တို့ဟွာပေါ့ဒီရံရပါအထူးရဲဆိုတော့ကျွန်တော်တို့ပေါ့ဒီဟွာအတွက်အရန်ရဲအထူးရဲတွေခေါ်มาပေါ့เนาะကျွန်တော်တို့အသေးစိတ်ပေါ့เนาะသူတို့ရဲ့ဟွာပေါ့သူတို့လိုက်ပြီးတော့သူတို့ဒီဒီကျင်ပေးရတာတွေဘာလို့အဲ့ဒါအဲ့ကကြီးကြက်ပြီးလုံချင်းဆောင်ရပေးရတာတွေလည်းအများကြီးရှိတော့သူတို့စာဝိနေရစာအပေါ်ချပေးတဲ့ပတ်စံလေးနဲ့တကယ်တမ်းကြရင်မလောက်ဘူးကျွန်တော်တို့ပဲဒါမဖြစ်ဖြစ်ရောဒါဟိုဒီကျွန်တော်တို့ရက်တခွဲက ကြီးပါပေါ့တော်ဝင်ရှိတဲ့လူတွေပဲမင်းပဲဘလော့ဆိုက်မင်းပဲဆိုတာဒီလိုပဲမဖြစ်ဖြစ်အောင်ကျွန်တော်တို့လုပ်ခဲ့တာလေးတွေလည်းရှိအဲ့ဒီမှာကျွန်တော်အစိုးရင်တို့ကဘာအစိုးရင်တို့ဆိုကျွန်တော်တို့မဲလက်ပတ်တွေထားတဲ့နေရာမှာအဲ့ဒီမှာကျွန်တော်လည်းဒီတော့တချောင်းကင်ထားတယ်ဒါပေမဲ့ကျွန်တော်သိရတဲ့ချက်ကဒီဟာတွေအကုန်လုံးကိုတော့ဒီကျွန်တော်တို့ကအများလူလို့ရတဲ့အနေအထားမျိုးပေါ့နော်အများ ပြစ်မာဒီဒီမာမဲနမတ်တွေထားတဲ့အခန်းကိုဖွင့်လို့ရတယ်တော့တော့တွေထထထပြီးလှုပ်ထားတယ်ဒါပေမဲ့အဲ့ဒါဒီအကုန်လုံးကတချောင်းတချောင်းစီကအဲ့တောင်ဝင်ရှိတဲ့လူခေါင်းဆောင်ဒီမှာရှိနေတယ်တော့လည်းခတာမဟုတ်ဘူးအဲရှိနေတယ်ပေါ့နော်အဲ့ဒါဒီတစ်ချက်ရှိအဲ့ဒါကလည်းတခုဖြစ်သွားရင်အင်မတန်အန္တရာယ်ကြီးတယ်တိုးတော်လည်းဒီဆရာပြောသလိုကျွန်တော်2020ရွေးကောက်ပွဲမှာမဲမတမာရေလို့မဲဟွာ ဖြစ်တယ်လို့တော့ဘာမှမကြားခဲ့ ဒီကြားထဲမှာကျွန်တော်ထပ်ဖြည့်ပြောချင်တာကျွန်တော်တို့အဆက်ဆက်တာနော်ဒီဟွာဘွဲဒီမဲပေးတဲ့အဆက်ဆက်တာကျွန်တော်တို့ကြံ့ခိုင်ရတာဒါမျိုးစုံတော့ဘောသူတို့မဲထည့်ဖို့လဲစီယုံပြီးပတ်စံပေးတာတွေဟွာတွေမျိုးစုံထောက်ပံ့တာလုပ်တယ်အဲ့ဒီကပေးကြတာတော့မရှိဒါကဟိုဒါတကယ်ဖြစ်ပါဗျဒါပေမဲ့အဲ့ဒီဘွဲမှာလုံချုံအီးညံပြီးွားတယ်ကျွန်တော်တို့ကဒီလိုတွေတော့မှဖြစ်တာမဟုတ်ဘူးအန်အောနေတာဟောတော်တော်လေးကိုအဆင်ပြေပါလားဗောနော်ဒီဟွာဖြစ်တာဘာပြဿနာမှမရှိခင် ဒါကျွန်တော်တို့ကြုံခဲ့တယ်ရွေးကောက်ပွဲတွေမှာဒီထဲမှာကလည်းကျွန်တော်တို့ကအများကြီးလုပ်ခဲ့တယ်ဆရာပြောတာတွေနဲ့ပါသွားတယ်သူတွေကျွန်တော်ဒါတည်းဒီဟောပေါ့ရှော့ပြီးတော့ကျွန်တော်မဲကြီးရဲ့အချိန်မှာတော့မှပြဿနာတက်တယ်ဆိုတော့မရှိသလားမရှိဘူးပြဿနာကိုမရှိဘူးဟောတစ်ဖက်ကပြောမှဆိုရင်ခုမှသာသူတို့ကဘယ်လိုပေါ့ပြဿနာရှာသလိုဖြစ်တာလေအဲ့အချိန်မှာတော့အဲ့မှာကြံတဲ့ပါတီတွေပေါ့နော် NDP ပါတီမဟုတ်တဲ့ဟိုဝင်ရောက်ပြီးတော့အဲ့ညုတ်နေဟိုမဲယုံတစ်ခုမှဝင်ပြိုင်နေတဲ့သူတွေကသူတို့ကိုယ်တိုင်ကိုကြည်ကျင်နဲ့နဲ့နဲ့လက်မှတ်ထိုးပြီးသူကဒီမဲဆေးရပြီဆိုရင် result ရပြီဆိုရင်လက်မှတ်ထိုးရတယ်လीကိုယ်စားလှယ်တွေက တို့ကိုယ်တိုင်ကိုကြည်ကျင်တဲ့လက်မှတ်ထိုးပြီးတော့ဟိုဆိုတော့ဘာမှ complain ဟိုတချို့ကတွေတော့ရှိတာပေါ့တရားဟိုအရင်တော့ဆိုရင်ဟိုတယောက်တော့ပြောတယ်နောက်ဆုံးမသိမနေမထိုးလို့မရလို့ထိုးတဲ့ဟာမျိုးတွေရှိတယ်အဲ့ဒါအရင်တော့ဒါဒီခု2020မှာအဲ့လိုပုံစံမျိုးတော့မကြမ်းမိဘူးဆိုတော့ကိုယ်စရတယောက်ကပြတော့ဒီ result ကိုမကြိုက်လို့ဘာကြီးကြောက်ညာကြီးကြောက်ဆိုတော့ခေါင်းစင်နဲ့ဆိုတဲ့ဘောကမသိမနေထိုးခဲ့ရတယ်ဆိုတော့ပုံစံမျိုးတော်မှဟိုမကြခဲ့ဘူးပေါ့နော်ဆိုတာနောက်တစ်ခုကကျဆိုတော့ကျွန်တော်ကြံခဲ့တာပေါ့ဆရာဘာလဲဆိုတော့ကျွန်တော်တို့ ီ2020မှာကျွန်တော်တို့တပ်ဖွဲ့ဝင်တွေကိုဆိုတဲ့ဘောကဒီအဲ့ချိန်မှာ ND အစိုးရလေသူတို့သူတို့အနာရထားတဲ့အစိုးရဒါပေမဲ့အဲ့ဒါကို ND ကိုပေးရမယ်ဆိုပြီးတော့လာပြီးတော့ PR ပေးတာမျိုးမရှိဘူးဟိုဟိုဆရာပြောသလိုပဲကြက်ခိုင်ရင်းနဲ့ပတ်သက်တဲ့ဟာတွေကသာကိုရီကိုလာလာပြီးတော့ဆိုတဲ့ဘောသူတို့ထည့်ဖို့ပုံစံလေးပေါ့နော်ဒီလိုဟာမျိုးအနေထားလေးပဲရှိတာပေါ့ပြောချင်တာကသူတို့အနာရနေတဲ့အချိန်မှာလဲလုံးတဲ့ရွေးကောက်ပွဲမှာလဲဆိုတဲ့ဘောကသူတို့ကိုထည့်ရမယ်ဆိုတော့ ဟာမျိုးဆိုတော့ကျွန်တော်ခီအားလည်းမရှိဘူးပေါ့နော်ဆိုတော့အခုလည်းအဲ့ဒီမှာကျွန်တော်ပြောတယ်မှာကြံခဲ့တယ်သူတခုရှိတယ်။အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့အဲ့ဒီမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှာဆိုရင်တကယ်အဓိကအရေးအရေးကြီးတဲ့နော်ဟာတွေမှာတော့ဒီဥက္ကဋ္ဌတို့ဘာတို့ဒါကျွန်တော်တို့ကအခြားထားပြီးမြေတကယ်အရေးကြီးတဲ့ဟာအောက်အောက်ခြေကလူတွေဟာစစ်တပ်ကလူတွေအတွင်ပြောင်းနေတယ်ဟုတ်တယ်ဟုတ်တယ်သူတို့ကိုယ်တိုင်သူတို့သူတို့တဲ့ထဲမှာပဲအရာအားအကုန်လုံးရှိတယ် သူတို့စီကိုယ်တိုင်လည်းမတရားတာအဲ့မှာသူတို့သူတို့လူတွေကြီးပဲစစ်တပ်ကသူတို့လူတွေကြီးပဲသူတို့ကိုယ်တိုင်ကျင်းတတ်ခဲ့ပြီအဲ့သူတို့ကိုယ်တိုင်ရှိနေတာဟုတ်လားဒီ2020ရွေးကောက်ပွဲကော်မရှင်မှာလည်းပြောမယ်ဆိုရင်မြို့နယ်ဒီရွေးကောက်ပွဲဆိုတော့ကော်မရှင်တို့ဘာလို့ညာလို့ဆိုအများစုကတက်ကလာတဲ့အကျဉ်းသားတွေကြီးပဲဆိုတော့တက်ကသူတို့စိတ်ကြရနေခဲ့တာဟိုမှာတက်ကပြီးတော့ဥမာတရားဒဏ်ရာတစ်ခုရလို့ပဲဖြစ်စီတခြားဥမာကျမ်းမာရေးကြောင့်ပဲဖြစ်စီဒါမှမဟုတ်သူတို့ရဲ့နိုင်ငံရေးအနေထားကြောင့်ပဲဖြစ်စီအားအနည်းတို့သူက လွှဲထားလိုက်တာဟိုခေါ်မလဲသူအဲ့လိုပုံစံမျိုးတွေနေအဲ့တော့ပြောမှဆိုရင်2020မှာဒီရွေးကောက်ပွဲကော်မရှင်မှာပါတယ်ကျွန်တော်ကြည့်တော့အပေါ်ပိုင်းကိုဆူလို့ကျင်တာမဟုတ်ဘူးเนาะဆွေဆိုတာအဲ့ဒါကြာကျွန်တော်တို့လလမ်းမှတ်မိတဲ့ဟာကြီးတယ်တော့ကျွန်တော်မပြောလို့ကျွန်တော်ပြီးရဟာဟုတ်တယ်ညနေ site တွေတော်တော်ညံ့ညံ့မှာဆိုရင်ဒီရွေးကောက်ပွဲကော်မရှင်တွေကတက်ကလာတဲ့သူတွေအငင်းစားယူထားတဲ့သူတွေအဲ့သူတို့ကိုယ်တိုင်ကိုသူတို့ပွင့်ကြဒီဟာလေးမှာလက်မှတ်ထိုးရတာလေအဲ့ချိန်မှလေးကိုကြည်ကျင်းနဲ့လက်မှတ်ထိုးထားပြီးတော့ အကုန်လုံးဘာမှမဖြစ်ပါဘူးဆိုပြီးတော့လုတ်ခဲ့တဲ့ဟာကိုပြီးကမှဆိုတာမဲမတမာဘူးဆိုတော့အဲ့ဒီမှာတကျပြောအောင်မယ်ဆရာတကယ်တော့ဒါကြီးမဲမတမာဘူးပါဗျာအရေးယူဖို့ကျွန်တော်တို့ဘောတော့ဒီဥက္ကဋ္ဌတွေကိုဖြစ်တဲ့ကြအဲ့ဒီခုနကတက်ကဘာတွေကိုရောအေးကျွန်တော်မတွေ့ဘူးတရားမရေးတာမတွေ့ဘူးတကယ်တော့ဥက္ကဋ္ဌတွေဒါဒီနဲ့တညွန်းနဲ့မဖောက်တယ်ဆိုရင်ဒါအဲ့ဒီကော်မရှင်ကစက်တက်တွင်ပြောလို့မရဘူးကော်မရှင် တာဝန်ရှိတဲ့သူမှလည်းအနည်းနဲ့အများတာဝန်လေရှိရတယ်သူတို့ကင်ထားတာသူတို့အဓိကပဲဆိုတော့အဲ့ဒါလေးကနောက်ဆုံးပွင့်နေရတယ်ကွာဟုတ်ပြီမဲဆင်းကောက်တယ်မှားတယ်ဘယ်ရလို့လဲနောက်တစ်ခုကရွေးကောက်ပွင့်နဲ့ပတ်သက်ပဲဆိုရင်အစိုးရနဲ့မဆိုင်ဘူးလွှတ်တော်နဲ့မဆိုင်ဘူးဘယ်မှာပဲ तू ကသူ့ရဲ့လုပ်ပိုင်အားလုံးကိုပေးတယ်ဆိုရင်ရွေးကောက်ဝယ်ကော်မရှင်ကိုလုံးဝအပြည့်ပြီးပြီးသားဆိုရတဲ့ဘောကမာယုံမှုတွေဖြစ်လာရွေးကောက်ပွဲပေါ်မရှင်ရပဲပြောဆိုပိုင်ကိုရှိရရွေးကောက်ပွဲကော်မရှင်ကအဲ့တော့အဲ့ရွေးကောက်ပွဲကော်မရှင်ကဩသူတို့နဲ့မပတ်သက်ဘူးလားဆိုတာလေ ဒါသိလာကြည့်ဒါသိကြရတာလေဆိုရတဲ့ပေါ့အဲ့တော့အဲ့ဒါကြီးကိုပြီးသွားပြီကမှဟိုမှာလွတ်တော်ဖွဲ့တော့မယ်လွတ်တော်ဟိုဟာတစ်ခါမှဆိုရတဲ့ပေါ့ကဒါကြီးကိုပြန်ရုပ်သိမ်းပါတော့ပေါ့ကြည့်အဲ့အချိန်မှာတော့ဟိုကျွန်တော်တို့ရိုးတန်းနမပြောမှဆိုရင်ညထမင်းခူးထားတယ်ထမင်းစားဖို့လုပ်နေပြီအဲ့ဒါကြီးကိုမစားနဲ့ဆိုပြီးတော့ပြောရင်လက်ခံလို့ရမှာလားအဲ့အချိန်ကြကမှဆိုရတဲ့ပေါ့ကဟိုဟိုဟာဒီကလာပြောလို့အဆင်မပြေဘူးလေသူ့ရဲ့ကာလတွေရှိတယ်တစ်ခုနဲ့တစ်ခုရဲ့ process တစ်ခုဟာကျွန်တော်တို့ပုံမှန်တိုင်း ဒီလူတွေမှာတော့မှသူ့ရဲ့ process တစ်ခုကသူ့ရဲ့ color လေးနဲ့တွားကြတာဒီလိုနိုင်ငံတစ်ခုနဲ့ရှင်တဲ့ဒီလိုရွေးကောက်ပွဲမှာသူ့ရဲ့ process ကသူ့ရဲ့အချိန်တိုင်းတာနဲ့တွားတာလीဟုတ်လားမဲပေးတယ်မဲစင်းလုပ်တယ်မဲပေးတယ်သူ့ရဲ့ color တွေရှိပြီးသားဘာကြောင့်လဲဆိုတော့ color ထားတယ်ဆိုတော့ပြင်ဆင်လို့ရအောင်မှားရင်ပြင်လို့ရအောင်သူ့ color တစ်ခုချင်းတိုက်တွားတာဟုတ်လားအဲ့ဒါကိုဆိုတော့ဟိုမှာနောက်တစ်ခုအတွက်တွတ်တော်ခေါ်မဲ့အချိန်ကြာကမှာ ဆိုတာဒါကြီးကိုအကြောင်းတရားပဲလုပ်လဲဆိုတော့ရှေ့မှာမလုပ်ဘူးလားအချိန်မရလို့လားမူရီဆိုတဲ့ဘောကတော့အချိန်တစ်ခုရှိပြီးသားလေအဲ့တော့မဟုတ်ဘူးဆိုရင်အစိုးရတည်းကမဟုတ်တဲ့အကြောင်းကြီးကိုထားရှင်ဆရာကြီးသူတို့တက်ကအတွင်ပြောင်းနေကိုယ်တိုင်ကတော်ပြီဗျာအဲ့တော့ဘာမှလည်းမဟုတ်ဘူးအဓိပ္ပာယ်လည်းမရှိဘူးဗျာသူတို့ကိုယ်တိုင်ကျွန်တော်တို့ပြန်ကြီးပြတာအဓိပ္ပာယ်လည်းမရှိဘူးဗျာကျွန်တော်တို့လည်းအေးရဲသွားပါသူတို့လည်းဒီတဲရောက်နေတော့ တော်ဝင်ယူနေရကျွန်တော်တို့ပါကြားညောက်မသိဘာပြည်တော်မှလည်းမရှိဘူးဗျာတမင်လုပ်တယ်ဗျာသူတို့ရဲ့ဟွာတွေကိုကျွန်တော်တို့တည်ကြည်ပါပေါ့တယောက်သားပေါ့နော်ကြုံတဲ့ခါကြည့်ကြရဲအဲသူတို့ခံစားကြတယ်ပြောဒါကြီးအဓိပ္ပာယ်မရှိဘူးဗျာအကုန်လုံးအေဂျင့်ပဲဆိုပြီးတော့သူတို့အဲတက်ကထည့်ထားတဲ့လူတွေကိုလည်းအဲ့လိုကျွန်တော်တို့ဒါရင်းနှီးနှီးပေါ့နော်ပြောတဲ့ခါမှာပြောခဲ့တာကျွန်တော်တို့ထွက်လာပြီနဲ့မထွက်လာခဲ့ရင်ကျွန်တော်အကိစ္စကြီးပြောတယ်တကယ်ကိုကျွန်တော်တို့နဲ့အတူတူစိတ်တူကူတူအဲ့ပုံစံမျိုးရှိတဲ့သူရှိတယ်ဒါပေမဲ့ပြောမှဆိုရင်ဘာကြောင့်သူတို့ကြတော့ဒီလိုမျိုး မထွက်နှုတ်မတူဘူးခေါ်နှုတ်ပါးစပ်ကပြောမထွက်ရတာတချို့ကတွေမလုံရဲတာလဲဆိုတာပြောမယ်ဆိုရင်ဟိုတခြားပေါ့နော်ကိုယ့်ရဲ့အခွင့်အရေးတွေဆုံးရှုံးမှရနောက်က shit အဆက်ဆက်ကပြတော့ကျွန်တော်ဒီဘလူးခေါ်မလဲဖိလာတဲ့ဟာကိုပြန်မပြောရဲတဲ့ဟာအမ်တည်သနာပြန်မပြောရဲတဲ့တည်သနာဆိုတာအဲ့ဒီဟာကြောင့်အစ်စ်နေအမှန်နဲ့မသိတာမဟုတ်ဘူး တော်နေတဲ့ပုံစံတွေအကုန်လုံးကလည်းနာခံရမယ်မိနာခံမှုကောင်းရမယ်ဆိုတာပဲရှိလာခဲ့တယ်ဒါဘယ်ပဲရှင်းသုံးလာခဲ့တာဖြစ်တဲ့အတွက်အဲရုပ်စံပြောခွင့်ရှိတယ်ဆိုတော့ကိုယ့်ရဲ့အခွင့်အရေးလေးအလုံးကဘာမှမရှိတော့ဘူးဒါပြောဒါလို့ဒါလို့ခြင်းနေဆိုဒါကိုမရရအောင်လုပ်ပြီးတော့လုပ်တဲ့ပုံစံမျိုးရှိရဆိုရင်တော့အလေးအကျပုံစံရှိသွားတာပဲအဓိကပြောရရင်ကွန်ရှင်မာကသူတို့ကော်မရှင်မှုကလည်းအဲ့ဥက္ကဋ္ဌတယောက်လောက်တာအမီဘန်းပြပြီးတကယ်လည်းလုံးလုံးတဲ့လူတွေကသူတို့တက်ကလူတွေကြီးပဲ 诶，你看，对，苞米，苞米嘞，哈，对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 ，